ငလင်မလုတ်ခင်ကနှစ်လပိုင်းဒီဒီနှစ်ထဲမှာအဲ့ဒါလေးရိုက်လိုက်တယ်ကုတော်ဖရာကျုံမန္တလေးကျုံပေါ့နောက်ဥပိန်ဓာရီမပြည့်စည်ခင်ရိုက်ရတာကျွန်တော်တို့တော့အမှတ်တရဖြစ်သွားတယ်အဲ့ဒါတွေကစိမ့်လန်းပြီးတော့လေတခါတခါတည်းအလှပတွေပေါ့ရှင်းမှုလိုက်ရမပြကျွန်တော်တို့ရိုက်ခရရတာအရင်အမဝမ်းတာတယ်မန္တလေးဆိုတာယဉ်ကျေးမှုနယ်မြေပါယဉ်ကျေးမှုနယ်မြေမှာငလင်းလှုပ်သွားတဲ့ခါကျတော့စိတ်ထဲမှာမကောင်းအ ူးတော့ဒါအဲ့နားတော့ကျွန်တော်တို့ရိုက်ဖို့မလွယ်တော့ဘူးလေအဲ့လိုဖြစ်သွားတာမဟာစန္ဒီမန္တလာသူရွှေချီချင်းလေးနဲ့မမျိုးကနန်းစံသူလေးပါနော်ပြီးခဲ့တဲ့ပေါ့နော်26ရက်နေ့လောက်ကအချင်းလေးတစ်ပုတ်ထွက်ရှိထားပါတယ်အချင်းလေးကတော့ကျွန်တော်တို့ကျွန်တော်ချစ်သောမန္တလာသူဆိုမန္တလေးနဲ့ပတ်သက်တဲ့အချင်းလေးမန္တလေးသူလေးတယောက်အကြောင်းပေါ့တီးကတော့ဆရာဇွဲဝင်းနိုင်ရေးဆက်ပါတယ် အဲကျွန်တော်ရဲ့တီဆုံမှုနဲ့တူညီမလေးမစ်ချစ်တက်ကလည်းကျွန်တော်နဲ့ MTV လေးရိုက်ပြီးတော့ပါဝင်ကူညီပေးပါတယ်အဲ့တော့တခြားညီမလေးတွေပေါ့ညီမလေးဖြိုတရဖီကျော်တို့ခေမန်ဂျူတို့ပါဝင်ပြီးတော့တယောက်ဆောင်ပေးထားပါတယ်အဲ့ဒီချင်းလေးလည်းမန္တလေးကပြည်သက်တရောမန္တလေးကပြည်သက်တွေလည်းနာတော်တာဆင်ပြီးအားပေးကြပါလို့တမန်အင်းနာမချစ်တဲ့ကြောင်းတွေပြောမကုန်နိုင်ပါညနူယူရကတိကတား မန္တလာသူကတော့မရှိသေးပါဘူးကိုကတော့အကုန်လုံးမန္တလေးမှာမန္တလာသူလေးတွေတွေ့တဲ့ခါကျရင်ဩလို့အဲ့လိုတချင်းမျိုးလေးငါဆိုရင်တော်တော်ကောင်းပါပဲဆိုပြီးတွေးမိတယ်ပေါ့နော်အဲ့တော့အာဒါဒီတချင်းလေးငါဆိုလိုက်မယ်ဆိုဖြစ်ပေါ်ဒီလိုကျွန်တော်တို့ကငလင်မလုတ်ခင်ကနှစ်လပိုင်းဒီဒီနှစ်ထဲမှာအဲ့ဒါလေးရိုက်လိုက်တယ်ကုတတော်ဖရာကျုံမန္တလေးကျုံပေါ့နောက်ဥပိန်ဒါတွေမပြည့်စည်ခင်ရိုက်ရတာကျွန်တော်တို့အတွက်အမှတ်တရဖြစ်သွားတယ် အဲ့ဒါတွေကစိမ့်လန်းပြီးတော့လေတခါတခါတည်းအလှပါတွေပေါ့ရှင်းမှုလက်ရမပြကျွန်တော်တို့ရိုက်ခရတာအရင်အမဲဝမ်းတာအခုအဲ့ဒီဟာတလပဲရှိသေးတယ်ငလင်းလှုပ်သွားတာ3လပိုင်းရနှစ်လပိုင်းရိုက်တယ်3လပိုင်းမှာငလင်းလှုပ်သွားတဲ့အခါကျတော့စိတ်ထဲမှာမကောင်းဒီသချင်းဝင်လဲတင်မှုအတွက်အစီအစဉ်မရှိတော့ဘူးစိတ်လည်းမကောင်းဘူးပေါ့ ဲ့တော့ဩလို့ဒါလေးမတင်သေးဘူးဆိုတော့အခုတော့ကျွန်တော်ဒါအေးစေးပြိတ္တတွေလည်းအဆင်ပြေသွားကြပြီဆိုတဲ့အခါကျတော့စိတ်လက်ပေါ့ပေါင်းကျွန်တော်တို့အနုပညာရှင်တွေမှာတာဝန်ရှိတယ်အဲ့တကြောင်တချင်းလေးဆိုပြီးတော့ပြိတ္တတွေကိုဖြောပြပေးမယ်ဆိုပြီးတော့အခုဒီတစ်ခေါက်ဒီတချင်းလေးကိုထုတ်ပေးလိုက်တယ်ပေါ့နော်စံကေတာချောရှင်ဘကွာကြလေးနဲ့လာတဲ့သူများ သူတော်ဖျားဆိုတာအခုဇီးဒီတွေပါနေကျုံးပယ်ပျက်စီးသွားတာတွေရှိတယ်လေကျုံးဆိုလည်းအဲ့လိုပဲတော်တော်ကြာကြာကြီးပိတ်ထားရတယ်အဲ့တော့ကျွန်တော်တက်ပြီးရိုက်ခဲ့ရတယ်အောက်ကနေကြပန်းငင်းအောက်ကနေပြီးတော့ကင်မရာဖထိုးရိုက်တယ်အပေါ်ကနေဖြောက်ဖြက်လျှောက်လာတာလေးရှိတယ်အခု legacy မှာလည်းတင်ထားတယ်ကျွန်တော်အကောင့်မှာလည်းတင်ထားတယ်အရန်လှတဲ့ရှိကင်းတယ်ဒီမန္တလေးဆိုတာယဉ်ကျေးမှုနယ်မြေပါ ရင်ကျင်းမှုနယ်မြေမှာအလှပတွေလှဒီဟိုပန်းကနှုတ်တွေစသည်ဖြင့်ဇေဒီတွေဆိုလဲရှင်းမှုလက်ရာမပြတ်ပေါ်ကြောက်စာဇေဒီတွေအများကြီးပဲလေကျွန်တော်တို့ဒီဟာမျိုးပြည့်စည်ရဆိုအရန်ကိုစိတ်ထဲမှာမကောင်းဘူးဒါမှကျွန်တော်ကုသိုလ်ကံပေါ့ကုသချင်းလေးမှာပါဝင်ပြီးဒီအယုတ်ကလေးတွေရလိုက်တယ်ဆိုတော့ကုသိုလ်ပေါ့အဲ့ဒါကြောင့်ကျွန်တော်လည်းဝမ်းသာတယ်ပြိတက်ကြီးလည်းချပြတာပေါ့ဟုတ်ကျွန်တော်ကျွန်တော်နဲ့ပြောတတ်တဲ့သူမန္တလာသူပြိုပြိုချောကိုတိတ်တခိုးလေးနဲ့ချင်းလို့နေရတာ ဒါလေးကိုကျွန်တော်တို့ရိုက်ကူးရေးအနေနဲ့ကလည်းကျွန်တော်တို့ဒီရန်ကုန်ကနေကျွန်တော်ဒရိုက်တာတွေခေါ်လာခဲ့ရတယ်ဒါလေးတွေကလည်းဟိုကျွန်တော်တို့စေကနန်းပေါ့ဗျာအဲ့လိုလေးတွေရှိတယ်ရိုက်ကူးအတန်မှာလည်းစေကနန်းပေါ့ဘာပြောအကုန်လုံးကအဲ့အထက်မှာသွားနေကြတာလေတချို့ဆိုတော်တော်များຢာနဲ့ချီတုံးညံလာလည်းရှိတယ်ကျွန်တော်တော့အဲ့လောက်ကြီးတော့မတုံးနိုင်ဘူးပေါ့ကိုနိုင်တဲ့လောက်ကလေးတုံးတဲ့ခါကျတော့တင့်တင့်လျောက်ပတ်တဲ့ဟာပေါ့ကုံတော့ကုံတယ်အဲ့လိုမျိုးလေးတွေပေါ့နော် အော်ရှိပါတယ်နည်းနည်းပါအဲ့လောက်အများကြီးလည်းမဟုတ်ပါဘူးဒါပေမဲ့ကိုတက်နိုင်သလောက်ပေါ့နော်တစ်နှစ်ပတ်လုံးပေါ့နော်တချင်းနေဆိုကြတယ်ဆိုကြတဲ့ခါကျရင်ဟိုပွဲဟာဒီပွဲဟာအဲ့ဒါလေးတွေစုပြီးတော့ငါတို့တစ်နှစ်ကြာတော့တပုတ်လောက်တော့ကြိုးစားမယ်တကယ်လို့တစ်နှစ်မှာနှစ်ပုတ်လောက်ရရင်နှစ်ပုတ်လုံးမှာစသည်ဖြစ်မှာနော်အခုလည်းရည်ဝဲထားတဲ့တချင်းနေအတင်းတချင်းအစ်တွေအများကြီးရှိပါသေးတယ်အော်တော်တော်ကျွန်တော် CD တစ်ခွေစာလောက်လုတ်ထားတယ်အဲ့တော့နည်းနည်းချင်းစီပြဿနာတွေကိုချပြမယ်ကိုကိုနိုင်လည်းတရုပ်ဆောင်လို့ရတာကိုတရုပ်ဆောင်မယ်တခြားလူကိုလည်းပါဝင်တရုပ်ဆောင်မယ်အဲ့တော့ပြဿနာတွေကိုအများကြီးကျွန်တော်ကြိုးစားဖို့အတွက်အစီအစဉ် ရှိပါတယ်နော်အဓိကကတော့စေတနာပေါ့ဖြစ်တယ်လို့လည်းမလုပ်ချင်ဘူးဖြစ်တယ်လို့လုပ်လိုက်ရင်လည်းမြန်တယ်ကီးဘုတ်လေးတစ်လုံးနဲ့တီးလိုက်မယ်ကို့အိမ်မှာကျွန်တော်အိမ်မှာ home studio ရှိတယ်ကိုကကိုဖမ်းလိုက်ရတယ်သူ့အနေနဲ့သူဒါပြီးတော့လည်းတင်ပေးလိုက်ပေါ့ပြီးသွားမှာပဲအချင်းကောင်းရင်တော့ပေါက်မှာပေါ့ဒါပေမဲ့ကျွန်တော်ကကျတော့တေချာလေးလုပ်ချင်တယ်ဘန်ဆိုလဲအဲ့လိုဘန်နဲ့အဲ့လို မြန်မာမှုတော်မှထည့်ပြီးတော့ဘုံလေးတွေပါထည့်လိုက်တယ်အခုမြန်မာဒီကျွန်တော်ချစ်တော်မန္တလာသူတွေမှာဘုံပါတယ်မြန်မာမှုပါတယ်တဲ့ခစ်ပေါ်တီဂီတာပါတယ်နှစ်မျိုးပေါ့အဲ့လိုလေးလောက်တာနောက်ကျွန်တော်ထပ်ပြီးတော့ပါမယ့်သချင်းလေးတွေမှာအဲ့လိုလေးတွေဟိုဖက်ဆက်လေးတွေပေါ့နော်မြန်မာမှုနဲ့အဲ့လိုလေးတွေလုပ်ပေးထားတယ်ဒါလေးလည်းကျွန်တော်ရဲ့ဒီမြန်မာတန်စင်ပေါ်ထားတဲ့စေတနာပေါ့ဘုံရှိကခင်ပြူရဲ့ရုပ်စင်ငါချောလာတယ် တော်ရမမင်းနဲ့ခွင်မြို့ကသာမခေါ်ဘောနော်ဗီတာရွှေကြအရင်ကရင်းနှီးနေပါတယ်ကျွန်တော်တို့ဟိုတုန်းကမြို့မကားကြီးနဲ့လေတကြံတွင်းနေပါလိကြာရင်လွန်ခဲ့တဲ့7နှစ်လောက်ထဲကကျွန်တော်တို့မန္တလေးမြို့မှာညဘက်တီရောမနက်တီရောသွားရင်အဲ့နားလေးရောက်တဲ့ခါကျရင်ဗီတာရွှေကြလက်ဖက်တွေစားရတယ်ကျွန်တော်တို့အပေါ်ထိလိုက်ပြီးတော့ဧကန်နေ ဒါကျွန်တော်ခင်မင်းရင်းနှီးမှုပေါ့လေဒါလေးရှိတဲ့ခါကျတော့ကျွန်တော်အခုလိုအလှလုပ်တဲ့ခါကျတော့ပါဝင်ပြီးကိုတက်ဆွမ်းတော့အတန်နဲ့ဒါနာပြုပြီးတော့ဝိုင်းဝန်းကူညီပေးတာပါခင်ဗျာ 哦ပြိတ္တများခင်ဗျာကျွန်တော်ရဲ့ဒီကျွန်တော်ချစ်သောမန္တလာကိုတချင်းလေးကပြိတ္တတို့ဒါစေရနာထားပြီးတော့ဗောနော်အကောင်းဆုံးကျွန်တော်တို့ရိုက်ကူးရေရောဖြောပြီးတချင်းအဆိုတာရောလှုပ်ထားပါတယ်အဲ့တော့ပြိတ္တကြီးနဲ့ထပ်တူရင်ပချင်းတူမယ်ဆိုရင်ဒီတချင်းလေးကပြိတ္တရင်ထဲကိုရောက်ရှိမှာပါကျွန်တော်ရဲ့ကြိုးစားမှုတိုင်းအားလုံးဟာပြိတ္တတွေစိတ်ချမ်းသာမယ်နဝင်ချုံပြီးအေးချမ်းမယ်ဆိုရင်ကျွန်တော်ရဲ့စန္ဒာလေးပြည့်ဝတာဗောနော်အဲ့တော့ပြိတ္တတွေကိုယက်တာမျိုးစုံပေးဆန်းသွားပါမယ်အကျွန်တော်ရဲ့ဟိုအနုပညာကြီးလန်းလေးမှာဆက်လက်ပြီးအားပေးကြပါဦးလို့ပြောကြချင်ပါတယ် MC လည်းကျေးဇူး De mal, ¿no?